မြင်လာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ Linga Support Channel ကနေကြိုဆိုပါရစေ။ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပေါ်တော့ဒီနေ့မှာတော့ River Lake ပွဲစဉ်အပြင်ဒါတခြား League ဖလားပြိုင်ပွဲစဉ်တွေလည်းကျွန်တော်ဆက်လက်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်။ဒီပွဲစဉ်တွေမှာကျွန်တော်ဆက်လက်ပြီးတော့၃ပွဲရွေးချယ်တာအဲ၃ပွဲသလုံး home body season ကြီးဆော့ရမယ်။ချက်ချင်းတူမှာ like ဆော့ပါ။မကြတဲ့ညီကိုတွေကကိုကြိုက်နေတဲ့အတိုင်းအုံပတ်ကံပြီးဆော့ကြတော့ရပါတယ်ခင်ဗျာနော်။ဆိုတော့ကျွန်တော်ကတော့ဒီနေ့လိပ်ပွဲစဉ်ထဲမှာဆိုရင် La Liga Spain ပွဲစဉ်ထဲမှာဆိုရင်ဗီဘာဝနဲ့ရီယယ်ပွဲကိုကျွန်တော်ရွေးချယ်ထားတာဖြစ်တယ်ဗျာ ီပောင်းနဲ့ရွေးရဲပွဲစဉ်မှာတော့ဒါကတော့ဒါမှတ်ပေးပလာဖြစ်တယ်။ဒါအင်ဝင်းပြီးပောင်းနဲ့ရွေးရဲပွဲစဉ်မှာဝင်းပြတဲ့ရွေးရဲနဲ့ရှိသူဆိုအချုပ်ကြီးချထားတယ်။ကိုပောင်းတွေတော်လုံးတော့အစားသေးရမယ်နှလုံးချုံးသေးပဲဖောက်ပေးလိုက်တာကနဦးစီးတွေပြ။ဒီရဲနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုတေးကြပြီးတော့ဒီပောင်းကတော့ဒါတေးနဲ့အနိုင်နေကြီးရတာတွေ့ရတယ်။နှစ်သိန်းပေါင်းထိတ်တက်တက်ဆူမှုရောက်ကြီးရမယ်ဆိုရှင်တော့ရွေးရဲလည်းအသာရထားကြ။ဒါပေမဲ့ရွေးရဲကနောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်မှာတေးကြတဲ့ပွဲစဉ်မှာတော်တော်လေးကိုဒါ ရုပ်ပေါက်လုံးလည်းတော့ကျွန်တော်မြင်မိတယ်။နိုင်ရရှိရနေရောနောင်ကစားကနေဟုတ်ကစားသမားတွေလည်းနီးပြအနဲ့တဟဇာလာမတွေ့ကြအောင်လို့ရှင်ထားတာလည်းပါမယ်လို့ကျွန်တော်ထင်မိတယ်။ဆိုတော့ဒီပွဲတာထက်လက်ပြီးတော့တေကျသွားခဲ့မယ်ဆိုလို့ရှင်ရီယန်အနေနဲ့နောက်ထပ်ပွဲစဉ်တွေကိုဒါအနိုင်ရရှိဖို့ကတော်တော်လေးကိုမျှော်လင့်ရမှာလည်းဖြစ်တယ်ဗျ။အောင်တော့ပြီးခဲ့တဲ့အခါကတေးကြသွားတယ်ဒီနေ့ဆက်ပြီးတော့တေးကြမယ်ရှုံးသွားခဲ့မယ်ဆိုရင်တော့ရည်ရည်နဲ့တိတ်ပြီးအဆင်မပြေဘူးဗျအဲကြောင့်အနိုင်ရရှိဖို့ရည်ရည်ပဲကစားလာမယ်ရည်ရည်နဲ့ဒီပြပါဦးလေပွဲစဉ်ပါဆိုရင်ကျွန်တော်ကတော့ဒီနေ့ဆက်ကြရွေးချယ်ပြရမယ်ဆိုရင်တော့အင်ဂွင်းဖြစ်တဲ့ ဓာရီရဲ့ပေါ်ဒီလေးနဲ့ပဲအရေးဆုံးပြီးတော့လိုက်ဆော်ပြီးကစားသိချင်ပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ဗျအီတလီပွဲစဉ်ထဲမှာဆိုအီတလီကိုပါတလီဖလားပြန်ပွဲစဉ်မှာဆိုရှင်ဒါနာပိုလီပွဲစဉ်နဲ့ဒါကျွန်တော်ကနေပြီးတော့ကက်ကလီယာပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားဖြစ်တယ်ဒါကတော့ဒါလိပ်ပွဲစဉ်မှာလည်းဖလားပြန်ပွဲပဲနော်ဆိုတော့နာပိုလီအင်ဂွင်းကနေပြီးတော့ဒီနေ့ကြောပေးထားဆိုတော့တုံးပြီးပါရင်ဒါပြဆုံးချုံးသေးဖောက်ပေးတယ်ကိုပေါင်းသေးတုံးလုံးတော့ဆက်သေးပေးထားကြအဘူလီယာဒီပွဲတော့လူချန်ပီယံဆော့ကစားခဲ့တဲ့နောက်မှာကျွန်내ဒီလိပ်ပွဲစဉ်မှာကြားရမှာ၃ရက်လောက်နားမှာဖြစ်တယ်။လူစုံကုန်ထုတ်ကုန်လာခဲ့တဲ့ကာကလီယာလည်းဒ လူဆောင်ထုတ်ပြီးတော့ကစားလို့တော့ရှာတယ်ဗျဆိုတော့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာနာပိုလီလုံးသွင်းသွားရင်ဒါအပြဆုံးအချုံးသိကြောတဲ့ဂိုးပေါင်းသလုံးတဝက်စားသေးအရာဆိုရင်နာပိုလီနိုင်သွားရင်လည်းဒါ1-1အဲဒါမှမဟုတ်လည်း2-1လောက်ပဲဖြစ်တယ်ဗျအဲ့တော့ကျွန်တော်စိတ်ကြောက်ကိုရွေးချယ်ပြရမယ်ဆိုရင်နာပိုလီနဲ့ဒီကကလီယာပွဲစဉ်မှာသူနဲ့ကျွန်တော်ကတော့ကိုအောက်ကိုကျွန်တော်ကြိုက်နေတပါတယ်ကိုနဲ့တင်းတော်ရဲ့ဈေးကိုကျွန်တော်ကလိုက်ပြီးတော့ဆော့ကစားသိနေပါတယ်ခင်ဗျာနော်နောက်တစ်ပွဲရှိတဲ့ဂျာမနီပွဲစဉ်မှာဆိုကျွန်တော်ပိုရှန်နဲ့ဆလုကတ်ကိုရွေးချယ်ပေးထားတာဖြစ်တယ်ဒီပွဲစဉ်ကပေါ့နော်ဂျာမနီပိုကပ်ဖလားပြိုင်ပွဲတင်ဖြစ်တယ်ဗျာ အဝင်ဖြစ်တဲ့ပိုရှန်ကိုဒါဆူလူကက်ကကနေပြောလုံးသွင်းတာကြားဆုံးရုံးကြော်တာကိုဘာကြီးသုံးလုံးသွင်းတာကြားဆုံးအဆုံးထိထပ်ပေးထားရအဆင်ပြေလို့လို့ပြောရထိတိုက်တွေ့ဆုံးမှုတိုင်းမှာဆိုဆူလူကက်ကကြီးပဲအသာသိရထားတယ်ဆူလူကက်ကတော့ဒါလိတ်ဘွဲစင်မှာလည်းကောင်းတယ်လို့ပိုရှန်လည်းလိတ်ဘွဲစင်နေမှာကောင်းတယ်ဗျသူနဲ့တွေ့ရဲ့ပိုရှန်ကတော့ဒါလိတ်ဝမ်းမှာကစားပေါ့နော်ဒါလိတ်ဝမ်းမှာကစားပြီးရောပိုရှန်ကတော့တင်းကြီးနဲ့တွက်စားနေတာတွေ့ရဗျအဲ့ကြတော့ ဘိုရှန်နဲ့ဒီစရုကတ်ပွဲစဉ်မှာဆိုရင် ကျွန်တော်ကတော့ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်ရွေးချယ်ပေးရမှာဆိုရင်တော့ကိုပေါင်းသေးသုံးလုံးသွင်းမှပြာဆုံးချုံသေးဘောဒီတရားသလုံးသွင်းမှပြာဆုံးချုံသေးပြီးတဲ့အချိန်မှာဆိုရင်တော့ဒီနေ့ကတော့ဂိုးလေးနဲ့ပြီးတော့ဒါဘိုရှန်ပဲကတ်နိုင်သွားရင်တော့မသွားရင်တော့စရုကတ်ပဲနိုင်သွားလောက်မှအနေထားရှိရပြဘာလို့ဆိုရင်ပုံပေါင်းနှစ်ပြက်လောက်ပဲဖြစ်သွားနိုင်တယ်ဗျအဲကြောင့်မို့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာဘိုရှန်နဲ့စရုကတ်ပွဲစဉ်မှာဆိုကျွန်တော်ဂိုးအောက်တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားရတဲ့ပုံတော့ဒါဥရောပလေပွဲစဉ်အပြင်ပေါ့နော်ဒါလေဖလားပြန်မွေးတဲ့မှာဆိုရင် ဒီပါဝင်တဲ့ဒီရဲပွဲစဉ်ကတော့ဒါအမှတ်ပေးပလားဆိုတော့ကျွန်တော်နဲ့ဒါရဲပွဲတွေကျွန်တော်ရွေးချယ်ပေးထားပြီးတော့နာပိုလီနဲ့ကက်ကလီယာတော့အီတလီကိုဘတ်တလီဖလားပြန်ပွဲမှာဆိုရှင်ကျွန်တော်ကိုဘောက်ကိုရွေးချယ်ပေးထားတာပါပူရှန်နဲ့ဆလူကကတော့ဂျာမနီပုံကဖလားပြန်ပွဲဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကတော့ကိုဘောက်ကတကြောင်လည်းကျွန်တော်ကြိုက်ပါတယ်ဒီပွဲစဉ်၃ပွဲလုံးညီကိုကြိုက်မယ်ဆိုလို့ရှင်ဒါပေါ်တီတီတန်ဆိုလို့ရပါတယ်မကြိုက်တဲ့ညီကိုတွေကမိမိကြိုက်နှစ်သက်ရတဲ့အောင်ရွေးချယ်ပြီးပကန်ဆော့ဖသားပိုင်ခွင့်ရှိပါတယ်ခင်ဗျာနော်ကောင်းကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ